။ဒီကဒီဆိုင်စားကြည့်ပါ။ဆိုင်အစ်စ်ကြီးနော်ဆရာကြီး။ဟမ်။ဘာရလဲလဲသိတာမဟုတ်။အေးသူတော့မိကြီးရဲ့။အေးသွားမိကြီးနော်။ဘာလို့လဲဘာမှာပါဘုရားပြဘုံဝင်းကားလို့ပြောတာ။ပါရလေပါရအမင်းကြောင့်လည်းကြက်ကြော်ကြိုးရတယ်ပြီးရင်ဖြာဖို့မွေးငားလေရတယ်အားမလား စားလိုက်အဆိုင်ပြစားကြည့်အောက်ကောင်ရှည်သေးသွားရလဲဆိုနော်အေးဟောငါဒီမှာရက်လို့မရဘူးဆိုင်ပိတ်နေလို့ဟိုမျိုးမိမိတို့အခုဒီ channel ရဲ့ကျူတူပါပဲဗျာ။ဆိုင်ကောင်းကောင်းပြောကောင်းမပြောတော့မစားတော့။အခုဒီ channel ကကျွန်တော်တို့ကျူတူလိုက်ပါတယ်ဗျာ။ကျွန်တော်တို့ဒီနေ့ကတော့တခါမှမစားဘူးရဲ့။ good share ဖြာပုံမဝင်ကားဆိုင်ကိုရောက်နေတယ်။သူကညနေပိုင်းပဲဖွင့်တာဗျာ။အာအခုလောလောဆယ်ဆိုင်သွားမိတဲ့ပုံစံအရဆိုကျွန်တော်ထမင်းကြော်ကိုမြန်မာတက်ကြော်နေရမယ်။ အဲ့ဒါမိုက်တယ်ပြီးွားရင်ကျွန်တော်ဖြောက်ဖို့မွေးကစစ်ဆေးရအောင်စကြည့်ရအောင်ကျွန်တော်ကြိုးပြပြောမယ်ကျွန်တော်ဒီဆိုင်ကိုတစ်ခါမှမစားဘူးဘာဖြစ်လို့လဲဆိုတော့ဆွမ်းရပြင်တာမကြသေးဘူးအခုမှလည်းကျွန်တော်တို့တွေ့တာဒီနေ့မှပဲစားကြည့်ရအောင်ဒီမှာရတာကတော့ဖြောက်ဖို့ပကမွေးကားပေါ့နော်ဖြောက်ဖို့မွေးကားစစ်စစ်ဒီမှာစားရမယ်ဖြောက်ဖို့မမှာချက်တဲ့ area တိုင်းပေါ့နော်ဖြောက်ဝမှာချက်တဲ့နီးတိုင်းချက်ထားတဲ့ဖြောက်ဖို့မွေးကားစစ်စစ်ဒါကတော့ဗမာချက်ကိုကြော်ထားတဲ့စီပေါ့နော်အဲ့ဒီချက်ကြော်စီနဲ့နှက်ပြီးတော့ကြော်ထားတဲ့အမင်းကြော်မွေးလေး ဒါလေးလည်းရမယ်เนาะဒါကတော့ငရွှေရဲ့ငကျင်းရဲ့ထည့်ပြီးတော့ချက်ထားတဲ့ရခိုင်မုတ်ဒီပေါ့เนาะလုံးဝရခိုင်မီးအစ်စ်ပိုင်းချက်ထားတယ်ဆိုတော့ကျွန်တော်ဒီဆိုင်မှာကညနေခင်းမှာလုံးဝလိုက်ဖက်တဲ့ဟာတွေပဲလို့ကျွန်တော်ထင်တယ်။ကြိုက်တဲ့လူတွေတော့လုံးဝ share ဖြစ်နေမယ်။ကိုပြောကြံဟာတခုရှိသေးတယ်။ဘာလဲဆိုတော့ရခိုင်မြန်မာတော့မဟုတ်ဘတ်တော့ ဟုတ်လားဟုတ်လားအဲလည်းကြံသေးတယ်အဲတခုကျွန်တော်ဘုံကနေပေါ့နော်တွေးလိုက်တာဗာလေတော့တန်တန်ရှင်းရှင်းလေးပဲသူတို့အစားတော့ကင်တာတွေ့တာလေအဲ့တခုကတော့တို့တို့မိုက်သွားပြီဗျပြီးသွားလို့ရှိရင်မြန်မာကြက်ကြော်လေးပေးကြလားပေးကြမဲ့ပို့ဗျစားစီးပါစီးပါမြန်မာကြက်ကြော်ကလေပြီးတယ်မလားစားလိုက်တော့မလေးကျွန်တော်ရန်ကုန်မြို့ထဲမှာညနေပိုင်း3:00နာရီ9:00နာရီနောက်ပိုင်းမှာ အစားတော်ကောင်းကောင်းနောက်ထပ်ရွေးချယ်စရာနောက်တစ်ဆိုင်ထပ်တိုးခြင်းပေါ့ဗျာခမားဆိုကျွန်တော်မှလို့ရပြီလားရပြီမှားရအဲ့ဆိုကျွန်တော်ဟိုဟာသမင်းကြော်ဟာကြက်ကြော်နဲ့ရပါမလားဟုတ်အဲ့ဒီပွဲဘယ်လောက်လဲ၈ထောင်နော်ဟုတ်ပြီအဲ့ဆိုကျွန်တော်အဲ့ဒါတပွဲနော်ကျွန်တော်ကြာအဲ့ဆိုရင်ကုတူရနဲ့မတူအောင်ကျွန်တော်ကသမင်းကြော်ပဲနော်ဟုတ်ပြီမွေးရစားအောင်ပါမွေးကလည်းစားတော့အဲ့ကတော့တော်တော်မွေးရမွေးကတပွဲကျွန်တော်ယူလိုက်မယ်ပြေပါစားပါအဲထဲမှာစားပါ ။အမင်းအထဲမှာစားလိုက်အပြင်မှာစားလိုက်နှစ်နေရာစားရတာပေါ့။သဘာဝကြက်ကြက်တော့ဘုန်းကြီးနေရာအောက်ကလေးမှာစားလိုက်တော့ကြက်ပေါင်းကြက်ကိုပေါင်းထားတဲ့အရေးလေးရှိတယ်ဒီမှာဒီကြက်ကြော်အဲအရင်ဆုံးမကြော်ခဲ့မှာပြန်ပေါင်းထားတဲ့အရေးပဲစားရတာလား อืมโอ้ยောင်းเลยสิก็แล้วมันมาตะไซหิเลยเว้ย ကျော်ဒီကောင်ပိုကြိုက်တယ်ဘာလို့ဆိုအချို့မုံနေလို့လဲအဲဒီဇိုင်းကလာအနေထားတော့ဒီမှာကြက်ပဲโอเคဟုတ်တယ်ကောင်းပြလာရေမဟုတ်ဟင်းဒီမှာကြက်စတယ်ဘလို့ခွဲလိုက်နေဘလို့ခွဲလိုက်တာပေါ်ဦးရေကျွန်တော်ကြက်နဲ့ပတ်သက်ရဦးလေးကြည့်ရတယ်ဟောကြက်ကြီးပဲဘွားမှာသားတာနဲတာပေါ့ကောရုံလေးရုံမှာရုံမှာတော့လိန်လို့မရဘူးကြက်ကတော့သီးပြီးကြက်တာမြန်မာကြက်တာဒံပေါက်ကြက်တာကြက်ညီမကြက်လား ပြီးတော့ကျင်လာသားကြက်လာနင်အဲ့ဒီကြောင်စောက်လေးတုတ်ထုတ်ပါအဲ့ဒါကြည့်တော့တော်ဟုတ်ကျက်သွုံတော့တတ်တည့်ရည်လေးထုတ်တာကျက်သွုံတော့ ਨੇ ဒီကျက်ကြော်စီနဲ့နှက်ပြီးတော့ပြန်ကြော်ထားတဲ့ထုံမဲကြော်ပေါ့ဟဲ့ဗျာကျွန်တော်တို့ကဘာမှမစားရင်ဒီချက်ပေါင်းရည်လေးအရင်တောက်ကြည့် โอเคว่าจีนเนี่ยตลอดอยู่နိုင်နိုင်เนี่ยป้องน่ะอแหน่ยาดาดิอืมอเนยว่าเหรอအဖွားရပါလေအိမ်မှာနေကျွေးတဲ့အဲ့လိုအနဲ့ရတာတကြစီလေးနဲ့လေအေးအထက်မှာဘာအရသာမလဲမပါဘူးပါတော်စီရဲ့အရသာလေးပဲပါဟင်းကွာဟိုတော်တော်လိုက်တာပဲ တော်တော်လိုက်တာဘယ်လိုလိုက်တာဟောပြောရိုက်သွားတယ်ဆိုရင်သူတို့စားကောင်းလားလေးစမ်းရသိရသူစားကောင်းသူတွေဘာစားကြလဲဆိုတော့သိရညနေပိုင်းဒီလိုပုံစံလေးရှိတယ်ငုံဟင်းကထားရပြီးရခိုင်မုံဒီအတုပ်ရှိတယ်ရခိုင်မုံဒီအရင်ရှိတယ်ဗျာဒါလုံးဝလူတွေညနေပိုင်းဆိုလို့ရှိရင်ချင်းချင်းဆက်ဆက်ချင်းချင်းတက်တက်လူတွေအတွက် ။ဟောကွက်ကြည့်ရ။ဟောဒီ။ဒီကဲဟိုမှာတွေ့နှမျိုးပေါ့။တကယ်အနှံလေးကသမင်းထဲမှာစိတ်ငြိမ်ရတယ်။ကျောမမနေဘူးကလက်ခံရနေရဟုတ်တယ်နော်ကျင်းနေပတ်တယ်ကျောမေးစမ်းပါတော်တော်လေးကို စွဲရပြီးတော့တော်တော်အဆင်ပြေလူလူငင်းငင်းရှိတယ်မတောင့်တောင့်ရင်မဖြစ်နေဘူးပူပူလေးစားနေတယ်ဆိုလို့ရှိရင်တော့ပြန်နှွေးပေးရလို့ကျွန်တော်သတင်းပြဟုတ်တယ်မလားပူပူလေးစားနေတာပြန်နှွေးပေးသေးရနော် ။အဲဒီတမွဲဆိုရင်ကျွန်တော်၈ထောင်ပေါ့။အင်းထမင်းလည်းများတယ်။ကြက်ပေါင်ရှင်ပုံရွေးလို့ရတယ်။ကျွန်တော်တော့ဒီဟိုထုတ်ထုတ်ထုတ်ငယ်အကျော်အသားတစ်ခါလဲအယိုးဟာကြိုက်ရှင်ဆိုတော့ကျွန်တော်ပေါင်စားတာပိုကြတယ်ကျွန်ဒီပေါင်ရွေးရတယ်။ရှင်ပုံကြိုက်ကြလို့အတွက်လည်းရှင်ပုံကြည့်ရတယ်။ပြောရရည်။အညာနေကြောက်နိုင်မလို့လေဒီဇိုင်းလေးကကောင်းကောင်းလို့ထင်တယ်။ဒီဘက်ကတော့ကြက်ရတယ်ဗျ။လက်ရကောင်းလာတယ်။ ာဆိုးကျေတာကြာပုံမွေးကောင်မမြည်ရသေးဘူး။သူကအနှံ့နဲ့တော့ဆွဲဆောင်တာခဏနေမှပြီးတော့ဒီသမင်းကြုံနဲ့ကျွန်တော်ဘောကတော်တော်လမိုင်းကတ်သွားပြီဒီနေ့ရတော့။ဒါကြီးစားပြင်ကတော်တော်ကအားရှိသွားမှာမဟုတ်ဘူး။ဟောမွေးကအနှံ့နဲ့ဆွဲဆောင်နေတဲ့မွေးကလာမယ်လေ။ဟမ်လာမယ်လေ။အဲ့ဒါဒါဒါ။တော့ကမသူဇွန်လေးလေးပေးတာ။အေးပေါ့။ဒီနေ့မြင်းများကြတယ်မြင်းများကြ။အဲ့ဇွန်ကြီးပါထည့်လိုက်တော့ဦးလေ။စားဖို့ရေး။မွေးတယ်တော်တော်မွေးတယ်။

like what you you want. တို့ညားတယ်မသားဒီမှာအဝါကျိတ်သွားတယ်နော်နော်စောင်းပါဦးလေညားတယ်ဒုံလည်းကြောင်းတော့ဟူလို့သကားမမီတော့ဒါဟောတာအညာစားအောင်ထက်တာအဲ့တော့ဘာလို့မျိုးသဘောမနှီးပါတယ်ဒီဆိုင်အောင်ဒီကျက်တုံတုပ်ကလေးနဲ့ဒီကျက်ကျော်သမင်းစီစားလေးနဲ့အဲ့ဒါညီးပါ 啥人在一块包子？对的？那我们今天在做菜了，对了对了，把把生没没卖对了，有没对的话，人家不没呀，没人没有要呢。嗯，就努力推啥哪里啊？努力啥了呀？谁时我进来了？嗯，好。 ဒီစားကအပျော်ရောင်းတဲ့ဆိုင်မျိုးပဲတကယ်တိလို့တက်လို့ကျွမ်းကျယ်လို့ရောင်းတဲ့ဆိုင်မျိုးပဲဟုတ်ပါပြီဆိုင်ရဲ့နားတယ်ပါလာစားမဲ့လူတွေသူတို့ဟာဆိုတော့သဘောပေါက်ပါလေဟုတ်တော့ပါစုနေရကျတော့မဟုတ်ပါဘူးဟုတ်အရင်လှော်တယ်ဟုတ်တယ်မဟုတ်ဘူးတော့လူတို့သူတို့ပြောတာတို့လေဒီနေ့မှတည်ရဒီဆိုင်လေးကိုအေးကျွန်တော်အခုဗာမားလို့မဟုတ်ပါဘူးဒီကိစ္စဒီလိုပဲထားမှရပြောပြောအပျော်လုံးနေတာပေါ့ပန့်တယ်လူတိုင်းသိတယ်ငါတို့ပဲမသိသေးတာ ဟုတ်ကျွန်တော်ပြောလက်ခံတော့ထင်ပါတယ်။မပြောမလို့ဘူးဆိုတော့ဒါအားလုံးသိပြီးသားပဲလေဗျာ။ဒီကိစ္စဒီမှာရင်ထားလိုက်တာသွားအောင်လေ။ဘာမှထပ်ပြောလို့လည်းမရဘူး။ဟုတ်အခုဘယ်သူကဘာပြောနေလို့လဲ။ဟုတ်မင်းပြောလိုက်တာလေတခါအခုဦးအကောင်းလေးဆိုင်ရဟောကျွန်တော်ပြောတာရှင်းရှင်းလေးပဲဦးလေးမဟုတ်ဘူးထားလိုက်ပါဆိုင်ဟိုဟိုအဲ့ဒီဟိုသူကဟိုတစ်ခေါက်တည်းကျွန်တော်ချင်သွားတာဦးလေးလည်းသိရတော့ဘယ်လိုဖြစ်လို့ချင်သွားလဲအမရကြီးတွေကျွန်တော်ပြဿနာလာညစ်တာ ဟိုပါဦးဆိုရင်စကားအများကြီးပြောနေတယ်စားလိုက်နော်စားလိုက်တော့စားလိုက်စားအားလုံးအဆင်ပြေသွားလေပါနော်စားကောင်းနေတယ်လိုက်တယ်နောက်လေအခုမှဒါစားဖို့ထားလိုက်ဒီရေးတဲ့တုန်းကပဲထားလိုက်အခုဘသူကစိတ်ကြိုးနေရလဲလို့ကျွန်တော်ကဘသူ့ရှင်းပြတာဒါပဲလေ ဒီဆိုင်ကကျွန်တော်တို့စီတာရတင်ငန်းကျုံမြို့နယ်အမှတ်နှစ်အခြေခံအပညာအထက်တန်းကျောင်းရှိတယ်ရှိတဲ့ပါဒီဆိုင်ကရှိတယ်ကျွန်တော်ဆိုင်ဖွင့်ရင်တတိပြုပါကျွန်တော်တို့နေ့ရက်30ရက်နေ့ည7:00နာရီထိရပါတယ်ပြည့်ရမရှိပါဘူး